သူများအားလုံးပဲလေမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရစေလူဦးရေများများလေးဒီတက်ပို့ပြီးတော့ဝင်လာအောင်ထပ်မံပြီးတော့တိုက်တုံပေးကြမယ်ခင်ဗျာအပြင်ပါဆိုလို့ရှင်တဲ့တခန်းလုံးပြည့်နေတာပဲโอเคဝေါ် project ကသူတွေအတန်လေးကြောက်အောင်လို့အပြင်ပါနေတဲ့သူတွေလက်ခုပ်တန်ထပ်ပြီးတော့ကြေကြေလေးတီးပြီးတော့ရမလားအိုးအရန်တော်ကြတယ်နော်ဒီနေ့ကျွန်တော်ကအပိစကားလာရောက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ဒီနေ့မိတ်ဆွေတို့လာရောက်ပြီးတော့လေ့လာနေကြတဲ့သူတွေထဲမှာလူသစ်လေးတွေလည်းပါတယ်လို့စီပွားရေးလုပ်ကင်နေကြတယ်စီပွားရေး share ဝင်နေလည်းပါပါတယ် ဲ့တော့လူသစ်လေးတွေတခြားတော့လက်ကလေးထောင်ပေးလို့ရမလားခင်ဗျာဝါဟုတ်ကဲ့လူသစ်လေးတွေလက်ခုပ်တန်ကျေလေးကြကြပါလေခင်ဗျာဟုတ်ကဲ့ပါကျွန်တော်လည်းလူသစ်လေးတွေမြင်တဲ့အခါမှာလူသစ်ဘဝကိုတော့ပြန်ပြီးတော့တတိယသွားတယ်နော်โอเคဒီနေ့ကျွန်တော်ဟာမိတ်ဆွေတို့ကိုအားပေးစကားလာရောက်ပြီးတော့မပြောခင်ဒီနေ့ community ပြည့်စုံစေကွာလာရောက်ပြီးတော့မျှဝေပေးတာနားလည်လားလို့ကျွန်တော်မေးကြည့်ချင်တယ်လားနားလည်လားခင်ဗျာ โอ้โหကျွန်တော်แท้ตาเลยเนาะน้าได้เลยสิเนาะကျွန်တော်หลูติบัวတော့อ่ะน้าไม่เลยပါဘူးဒါပေမဲ့น้าไม่เลยပေမဲ့ทักขาတည်းလဲน้าထောင်ยินเนี่ยဒီနေ့မှာအခုလိုမျိုးတသိန်းခွက်ပတ်ဝင်ငွေရရှိပြီးတော့အောင်မြင်လာခဲ့တာဖြစ်ပါတယ်ခင်ဗျာโอเคเนาะကျွန်တော်နာမည်ကတော့ဇေယာနင်းလို့ခေါ်ပါရယ်ကျွန်တော်ကိုအခုလိုမျိုးအရန်အမထူကြကောင်းမွန်တဲ့အခွင့်အလမ်းကောင်းတဲ့မိတ်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ရဲ့ apply leader ကြီးညမဝေဝေဖြစ်ပါတယ်ခင်ဗျအာ okay โอเคအဲ့ဒီကဘယ်လိုလဲเนาะโอเคဒါကျွန်တော်ရဲ့ apply leader ကြီးညီမဝေကိုအရန်နမခြေစွပ်တင်ပါတယ်ပြီးရင်ကျွန်တော်ရဲ့နီးပြကတော့တလားကိုဘတ်ငွေ၈သိန်းဘတ်ထက်ရရှိနေတဲ့ဘလူးရာမျိုးရလို့ရှိရင်နီးပြမတ်ဆူလာဝင်းဖြစ်ပါတယ်ခင်ဗျ။โอเคကျွန်တော်ရဲ့နီးပြကိုလည်းအရင်ကမှကျေးဇူးတင်ပါတယ်။ဒီနေ့နားတော်နေတဲ့သူတွေထဲမှာထိုင်းနိုင်ငံရောက်တာ၄လ၄လလောက်ပဲရှိသေးတယ်ဆိုတဲ့ဒီပါလားခင်ဗျ။အာဒါဆိုရင်၄လအထက်ပဲပေါ့။ထိုင်းနိုင်ငံရောက်တာကျွန်တော်ကျမကတော့ တစ်နှစ်မပြည့်သေးဘူးဆိုတဲ့သူတွေပါလားအဲဒါဆိုရင်အဲ့လိုမျိုးမင်းလူကြီးရနေတယ်ထိုင်းစကားမတတ်တဲ့သူတွေလက်ညှိုးတာဟောအဖော်ရပါတာပေါ့နော်โอเคထိုင်းစကားမတတ်တဲ့သူတွေလက်ညှိုးတာနော်အများကြီးပဲနော်ကျွန်တော်လည်းထိုင်းနိုင်ငံကိုတာမန်နေဇာလကစားအလုပ်လာရောက်ပြီးတော့လောက်ကင်ခဲ့တဲ့ဒုတိယဘွယ်ဖြစ်ပါတယ်ထိုင်းနိုင်ငံရောက်ခါစားမှာထိုင်းစကားလည်းမတတ်ဘူးပြီးရင်ကျွန်တော်လုတ်တဲ့အလုပ်ကဆိုရင်ဟိုးချွန်ပူလီတာမန်နေဇာလချွန်ပူလီမြို့မှာပေါ့နော်တာမန်နေဇာလကစားအလုပ်လာပြီးတော့လုတ်ကင်နေ ရည်ရွယ်ချက်ရှိလို့လာရောက်ပြီးတော့လုတ်ကင်တာဖြစ်တယ်ရည်ရွယ်ချက်ကတော့အိမ်မှာအကျွေးတွေလည်းရှိတယ်ပြီးရင်စီးပွားရေးသမားတယောက်လည်းဖြစ်ရှင်တယ်အရင်းနှီးစုဆောင်ငွေလာရောက်ပြီးတော့ခြာခြင်းလည်းဖြစ်တယ်ထိုင်းနိုင်ငံမှာအလုပ်တွေအရင်ကမှဂျိုးသားတယ်ဒါပေမဲ့ဘလောက်ပဲအလုပ်ဂျိုးသားဂျိုးသားကိုဘွားပြောင်းလဲလားโอเคเนาะဘလောက်ပဲအလုပ်ဂျိုးသားဂျိုးသားကိုဘွားပြောင်းလဲခဲ့ပါဘူးเนาะโอเคဆလိုက်လေးတစ်ချက်တော့လုပ်ပြီเนาะဒီကနှိမ့်လို့မရဘူးဖြစ်နေဒါကြောင့်မို့လို့ กบัวมายองเลยเกิดอาพิจารด้วยน่าจะสไลด์ทุกคนเนาะอ่าโอเคเนาะอ่าโอเคดีดูบ่าวเอ้เอามีมัวสามารถอะไรแบบแค่เดียวเนาะอะไรแบบพี่เนาะลาได้ไหมนี่ดีไปเนาะโอเคเฮ้ยใครวะหล่อมาก โฆษณาเนาะโอเคว้าวโปรเจกต์มาลูอี้เนี่ยเมียๆเลยဝင်တော့လဲထပ်မှန်ပြီးတော့ဖိတ်ခေါ်ပေးကြမယ်เนาะအနောက်ကဆက်လိုင်းလေးတွေလည်းလုတ်ပေးလိုက်မယ်ဟုတ်ပြီကျွန်တော်ကိုယ်တိုင်လည်းနေစာလက္ခဏာစာအလုတ်ဒါရောက်ပြီးတော့လုတ်ကင်ခဲ့တဲ့သူတယောက်ဖြစ်တယ်ဒါကျွန်တော်အလုတ်သွားတဲ့နေရာဖြစ်ပါတယ်ခင်ဗျလမ်းဘာမှမှတ်အောင်မသိဘူးမှတ်ပါတယ်ဒီနေရာလေးကလမ်းပါခင်ဗျမမြင်ရဘူးလမ်းလူဆိုရင်မြုပ်နေရောပဲဟိုမိုးရင်ပတ်ဆိုလို့ရှိရင်ဟိုဒူရေဒီတော့ရှိတယ်တကယ်တကယ်ပြောတာပါပြီးရင်ကားလမ်းသွားမယ်ဆိုလို့ရှိရင်ကားကကုန်တယ် ွေးတွေလည်းဆွဲတယ်ကားမရှိဘူးရှိချင်းသွားရတာဆိုတော့အဲ့တော့ဘာမှမထူမြန်မာပြည်သားပဲပတ်စံလာချတာဟုတ်တယ်မလားဘယ်ရဘယ်သွားသွားအလုတ်ရောက်မပြီးရောအလုတ်ရောက်မှပတ်စံရမှာလေအဲဒါကြောင့်မို့လို့ကျွန်တော်သွားတယ်စားတာလည်းဒီပုံစံပဲဒါပါလေဒါပါလေနှစ်ခုလုံးပေါင်းတယ်တော့ကြက်မားပြောရတယ်ကြက်မားမဟုတ်နဲ့ကြက်မားပြနေအဲကြောက်ဦးနဲ့ဘာမှအဲ့လိုပဲမစားရဘူးလားပတ်စံနေမဆုဆောင်ဘူးလားဒါပေမဲ့ဒီနေ့နားတော်နေတဲ့သူတွေအားလုံးထဲမှာကျွန်တော်ထက်စိုးတဲ့သူတွေအများကြီးရှိလိမ့်မယ် ကျဲဦးနဲ့မမတော့ပုံမှန်မစားနိုင်တဲ့သူတွေမရှိလားခင်ဗျဒါပေမဲ့ကိုဘိုးကပြောင်းလဲလားကျွန်တော်တို့ထိုင်းနိုင်ငံကိုရောက်လာတာဘသူမဆိုပေါ့နော်ဟင်းကောင်းကောင်းလေးလဲစားကျင်ကြတယ်မဟုတ်လားခင်ဗျတခါတလေမှဆိုလို့ရှိရင်ကိုစားကျင်တဲ့အရာတွေရှိနေအောင်မဩငါလက်ထဲမှာပတ်စံမရှိသေးဘူးနောက်လာစားထွက်မှစားမယ်ဆိုတဲ့သူတွေမရှိလားနောက်သာထွက်တော့လေနောက်လာ OD ကောင်းမှစားမယ်ဆိုတဲ့တရားမရှိတာကိုမစားရသေးတဲ့အရာတွေမရှိဘူးလားခင်ဗျ နေစာရကသာလောင်းအဲ့လိုပဲကိုစားကျင်တဲ့ယာတွေလည်းမျိုးတိတ်ထားရတယ်ပတ်ဆံတွေစုတယ်အင်ကိုပြန်ပြီးတော့ပို့တယ်ဒါပေမဲ့ဘလောက်ပဲပတ်ဆံတွေစုပြီးတော့အင်ကိုပြန်ပြီးတော့ပို့နေပါသေးကိုရဲ့ဘဝကိုပြောင်းလဲမပေးဘူးဆိုတော့တရားရကန်တော့အပြည့်ပဲဒါကြောင့်မလို့ထိုင်းနိုင်ငံမှာနေစာရကသာအလုပ်လုပ်တဲ့သူတွေအများကြီးပဲမရှိဘူးလားခင်ဗျာအားလုံးကပတ်ဆံတွေစုဆောင်ပြီးတော့စူးစမ်းကြတယ်မိဘအင်ကိုပြန်နိုင်တဲ့သူကခက်ချာချာပဲထိုင်းနိုင်ငံမှာတချို့တော်သူဆိုရင်အိမ်အောင်တွေကြပြီးတော့ထိုင်းနိုင်ငံမှာပဲတည်ဆုံသွားတဲ့သူတွေလည်းမများဘူးလားခင်ဗျာ များတယ်ဒါကြောင့်မလို့ကျွန်တော်အရန်ကြောက်လာတယ်ကျွန်တော်အရန်ကြောက်လာတယ်အိမ်ကိုလည်းပတ်စံတွေပြန်ပြီးတော့ပို့တယ်စူးဆောင်ငွေလည်းမရဘူးဒါဆိုရင်ကျွန်တော်အနေနဲ့လက်ရှိကျွန်တော်ဒီနေရာလေးမှာပဲကျွန်တော်ရက်တက်နေလို့မရတော့ဘူးအခွင့်အလမ်းတွေကိုကျွန်တော်မချသိမ်းဘူးလားချသိမ်းတယ်ဘာကြောင့်ကျွန်တော်အခွင့်အလမ်းချလဲဆိုတော့ကျွန်တော်နဲ့အတူအလုပ်လုပ်တဲ့ဦးလေးတယောက်ကထိုင်းနိုင်ငံကိုရောက်တာတဲ့အနည်း20ကြီးပြီတဲ့ဦးလေးဘာလို့မပြန်သေးတာလဲဆိုတော့သူပြောတယ်ပတ်စံစူးဆောင်ငွေမရှိသေးလို့တဲ့ပြီးရင် အလုတ်ကိုင်းတွေကလည်းမကောင်းသေးလို့လေဟေးအနှစ်20လောက်ရှိတဲ့သူတော်မှမပြန်သေးဘူးကျွန်တော်ထိုင်းနိုင်ငံရောက်တာလေးလပဲရှိသေးတယ်လေကျွန်တော်ဘယ်တော့ပြန်ရမလဲကြောက်စရာမကောင်းဘူးလားခင်ဗျာဒါဆိုရင်တော့ငါဒီလောက်မှမအောင်မြင်နိုင်တော့ဘူးငါထက်အနှစ်20ရှိတဲ့သူတော်လုံနေပြီလေမအောင်မြင်တော့ဘူးငါတိသွားပြီဒါဆိုရင်အခွင့်အလမ်းမချသင်ဘူးလားချမ်းသာခြင်းနဲ့စိတ်တွေတဖွာဖွာပေါ်လာတယ်လက်ထဲမှာတော့ဘာစူးစောင်းဝင်မှမရှိဘူးဘာအရင်ဒီမှမရှိဘူးဒါပေမဲ့ကိုယ့်ရဲ့အရင်ဒီကချမ်းသာခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုတော့စိတ်အဲ့ဒါအရင်ဒီပဲ မိတ်ဆွေတို့မောရှိပြီလားအောင်မြင်ချမ်းသာဖို့အတွက်စိတ်ကူးနဲ့တောင်ဒီနေ့မရှိသေးဘူးလက်တွေ့ဘဝဖယ်တော့မှမဖြစ်တော့ဘူးခင်ဗျစိတ်ကူးရင်ရမယ်ကျွန်တော်အရင်ဦးဆုံးစိတ်ကူးရင်ခဲ့တဲ့အောင်မြင်ချမ်းသာခြင်းနဲ့အဲနောက်တဲ့ slide တစ်ခုထပ်ပြီးတော့ပြပါအောင်မြင်ချမ်းသာခြင်းနဲ့မိတ်ဆွေတို့လူတွေချမ်းသာမချင်မချမ်းသာခြင်းကြောက်လားလူတွေဘာကြောင့်မချမ်းသာလဲဆိုရင်တဲ့ချမ်းသာဖို့အခွင့်အလမ်းတွေကို လိုချင်ကြပြီမဲ့ရှိလာရင်စင်ချေပေးတတ်ကြလို့ပါပဲတဲ့မဟုတ်လားခင်ဗျာ ချမ်းသာကျင်လိုက်တာအောင်မြင်ကျင်လိုက်တာဆိုပြီးတော့တကယ်တကယ်အခွင့်အလမ်းရတဲ့ရောမအားသေးဘူးပတ်စာမရှိဘူးမလုတ်တတ်ဘူးကြောက်တယ်ဆိုတဲ့စင်ကြယ်တွေမရှိနေဘူးလားခင်ဗျာကျွန်တော်သိလိုက်ရတာကစင်ကြယ်ပေးရင်ငါတို့အခွင့်အလမ်းကအချိန်မရွေးပျောက်သွားနိုင်တယ်ဒါကြောင့်မလို့အခွင့်အလမ်းဆိုတာအမြဲမရှိဘူးငါမှအမြဲရှိနေတဲ့စင်ကြယ်ကိုငါဒီနေ့မပြောတော့ဘူးဒီအခွင့်အလမ်းတွေကိုငါလိုက်ပြီးတော့ရှာမယ်ဆိုပြီးတော့ဆက်ဆက်မို့စီပွားရေးအခွင့်အလမ်းကိုရတဲ့အချိန်မှာစင်ကြယ်မရှိကျွန်တော်လေ့လာခဲ့တာဖြစ်ပါတယ်ခင်ဗျာနောက်တဲ့ slide တစ်ခုပါ ထိုင်းစကားလုံးဝမတက်ပါဘူးဒါပေမဲ့အလုတ်အားလို့လေ့လာတာလားမေးနေမဟုတ်ပါဘူးလူတရားမှာအချိန်ဘယ်လောက်ရှိတယ်24နာရီစသမို့စီပါရီလို့ဘုရားမအားသေးဘူးဆိုတဲ့တည်းမရှိလားခင်ဗျာကျွန်တော်လည်းအရင်တော့မအားဘူးလို့ပဲထင်ခဲ့တာ OTD နဲ့အလုတ်ရှုံနေတယ်မအားဘူးဒီနေ့တန်းကြွတဲ့တည်းဖြစ်နေတဲ့သူလည်းအချိန်ဘယ်လောက်ပါလဲခင်ဗျာ24နာရီတာမန်လူလည်းအချိန်ဘယ်လောက်လဲအသက်ရှူတာချင်းအတူတူအောက်ဆီဂျင်လေထဲမှာရှိတဲ့ လေကိုအသက်ရှူတာချင်းအတူတူအိတ်တာစားတာချင်းအတူတူဒီနေ့ကဘာပေါ်မှာအတူတူယက်နေတာချင်းအတူတူတို့ကြတော့ဘာလို့ချမ်းသာပြီးတော့ကိုကဘာလို့စိမ့်ရနေတာလဲဆိုရင်အချိန်စီမံခံခွဲတာချင်းမတူညီကြလို့ကိုရဲ့အချိန်ကိုအသုံးချပုံချင်းမတူညီကြလို့အလောက်ကြိုးစားလိုက်မအောင်မြင်ဘူးအဲ့ဒီကြိုးစားနေတဲ့အချိန်မှာအောင်မြင်နေတဲ့အလောက်ဖြစ်မှအောင်မြင်မှာဖြစ်တယ်ခင်ဗျဒါကြောင့်မလို့ကျွန်တော်တိလိုက်ရတာကငါအချိန်တွေကိုငါဘက်မှာအကုန်ခံမလဲ ငါရဲ့အချိန်ကိုတာမန်နေစာလက်ကသာအလုံးမှာပဲအကုန်ခံပြီးငါရဲ့အသက်ကိုကြီးကျင်လာဒါမှမဟုတ်ငါရဲ့ဘဝကိုတိုးတက်ပြောင်းလဲမယ့်အလုပ်တွေမှာငါလုပ်ပြီးတော့ငါရဲ့အသက်ကိုကြီးကျင်လာကျွန်တော်သိလိုက်တယ်ငါရဲ့ဘဝကိုတိုးတက်ပြောင်းလဲနိုင်တဲ့အလုပ်မှာပဲငါရဲ့အသက်ကိုကြီးကျင်တယ်ဒါကြောင့်မို့လို့ငါရဲ့အလုပ်ကိုတိုးတက်ပြောင်းလဲနိုင်တဲ့အလုပ်ဆက်ဆက်မို့ဆိုတဲ့အခွင့်အရေးကိုကျွန်တော်တွေးချခဲ့တဲ့အချိန်မှာအချိန်မရှိဘူးလို့ကျွန်တော်လုံးဝမပြောဘူးမရှိရှိတဲ့အချိန်မှာကျွန်တော်ဆက်ဆက်မို့ CY ကိုလုပ်တယ်ဘယ်လိုအချိန်နေလဲဆိုရင်ကျွန်တော်မှာအချိန်ရှိတယ်ဒါကျွန်တော်ရဲ့ကိုယ်ပိုင်အချိန်နေဟုတ်တယ်မဟုတ်လားခင်ဗျာ ကျွန်တော်မှနားချိန်ရှိတယ်ဒါဟာကျွန်တော်ရဲ့ကိုပိုင်ချိန်ဘယ်သူမှလာပြီးတော့ကျွန်တော်ပိုင်လို့မရဘူးဒါပေမဲ့တထေးရဲ့အလုပ်မှာတော့တထေးကကိုပိုင်တယ်မဟုတ်လားခင်ဗျာတထေးရဲ့အလုပ်မှာတော့မှကျွန်တော်ခိုးပြီးတော့ဆက်ဆက်မှုလုပ်ခဲ့တယ်ခင်ဗျာဘာလို့လဲဘာလို့လဲသူရဲ့အလုပ်ကိုကျွန်တော်လုပ်တယ်ဒါပေမဲ့ကျွန်တော်ရဲ့အလုပ်ကိုကျွန်တော်ဘာလို့ခိုးပြီးတော့လုပ်ခဲ့တာလဲဆက်ဆက်မှုစီးပွားရေးအခွင့်အလမ်းကအွန်လိုင်းကနေလုပ်လို့ရတယ်ဒီနေ့အိမ်သားတိုက်ရင်လည်းကျွန်တော်မိတ်ဆက်ချခဲ့တယ်ခင်ဗျာ အဲ့လိုမျိုးခိုးခိုးပြီးတော့လောက်ကြတာမအားမနေရအောင်လုပ်ခဲ့တယ်။ဘာကြောင့်အချိန်ရတန်ဖို့ကိုပို့ပြီးတော့နားတယ်တဲ့။ဆက်သမိုးစီးဝါရေးမှာမိတ်ဆွေတို့လာရောက်ပြီးတော့လစ်လာတယ်။ကိုကြိုးစားရင်ကြိုးစားတော့မရဘူးလားခင်ဗျ။အဲ့တော့စက္ကန့်တိုင်းဟာငွေဝင်နိုင်တဲ့အခွင့်အလမ်းဆိုတာကျွန်တော်သိတာဖြစ်တဲ့ဆက်ဆံမှုမှာအချိန်နဲ့ဒီထက်ပို့ပြီးတော့ပေးလာခဲ့တာဖြစ်တယ်။တခါလေးမှဆိုအဲ့တောင်မအိပ်ဘူးခင်ဗျ။အဲအဲ့လောက်ထိကျွန်တော်ကြိုးစားခဲ့တယ်။အဲပြီးသွားလို့ရှိရင်ဒီနေ့နားထောင်နေတဲ့မိတ်ဆွေတို့အားလုံးနေနားထောင်တဲ့ slide တခုနော်။ ဒီနေ့ဒါတော့အင်တာမိတ်ဆိုလိုအားလုံးနေနဲ့ဆက်ဆက်မှုစီးပွားရေးကိုကြိုးစားနေတဲ့အချိန်မှာတငယ်ချင်းတွေပတ်ဝန်းကျင်တွေဝေဖန်တိုက်ခိုက်တာတွေမရှိလားခင်ဗျမရှိပါဘူးပြဿနာဆိုတာရှိလာတာပဲစီးပွားရေးစပြီးလုပ်တော့မယ်ဆိုမဟုတ်လားခင်ဗျဘာလုပ်ငန်းမဲ့လုံးလုံးအောင်မြင်ခြင်းပြဿနာနဲ့စတယ်ခင်ဗျမှန်လားခင်ဗျအောင်မြင်ခြင်းပြဿနာအရင်ချအရင်စတယ်ပြဿနာကိုကြောက်ရင်မအောင်မြင်တော့ဘူးဒါကြောင့်မလို့ကျွန်တော်မှလည်းပြဿနာခက်ခဲရပါလဲဆိုတော့တငယ်ချင်းတွေလုံးဝသဘောမတူဘူးတငယ်ချင်းတွေကဘာပြောလဲဆိုတော့မင်းဒီလုပ်ငန်းကိုလုပ်မယ်ဆိုရင်အိမ်ထဲမှာစကားမပြောနဲ့တဲ့ အခန်းပြင်ထွက်ပြောတဲ့မိတ်ဆွေတို့ဒီထက်မှာကြုံရတဲ့သူတွေပါလားခင်ဗျာနောက်လည်းကြုံရင်ကြုံရလိမ့်မယ်အခန်းပြင်ထွက်ပြောကျွန်တော်ညတိုင်းအခန်းပြင်ထွက်တယ်ရှင်ကြိုက်တယ်ခံတယ်ခင်ဗျာဘာမှမဖြစ်ဘူးအခန်းပြင်ထွက်တဲ့အခါမှာမှောင်မဲကြီးတယ်မီးတောင်မရှိဘူးအမ်လွဲလေးရအသက်မီးတောင်မရှိဘူးကိုကိုကိုအိတ်ရှင်မှာဆိုလို့အမ်လွဲတောက်ပြီးတော့ဆက်ဆက်မိုးကုမ္ပဏီရဲ့ကုမ္ပဏီပစ္စည်းစက်ကွက်ကိုအကောင်းဆုံးလဲလာတယ်တင်ယူတယ် ဘလောက်ပဲကိုကိုအပြာပဝင်းခြင်းကတငယ်ချင်းတွေအခန်းပေါ်တငယ်ချင်းတွေချစ်ပါတယ်ပြောပြီးတိုက်ခိုက်နေပါစေကျွန်တော်အောင်မြင်ဖို့အတွက်ကျွန်တော်ပုံမှန်ပဲကျွန်တော်မူတည်တယ်မဟုတ်လားခင်ဗျာဒါကြောင့်မလို့ကျွန်တော်အပြင်ထွက်ပြီးတော့ပြောရတယ်ဆိုလဲနေ့တိုင်းအဲ့လိုမျိုးကျွန်တော်ပြောတယ်အဲနောက်တဲ့ slide တစ်ခုအဲ့တော့မိတ်ဆွေတို့ဒီထဲမှာနားထောင်နေတဲ့သူတွေအားလုံးနေတဲ့အခုလိုမျိုးကြုံရတဲ့အခါမှာစိတ်တက်ကြတဲ့သူတွေအစင်မပြေဖြစ်လို့ထွက်သွားတဲ့သူတွေအများကြီးပဲရှိတယ်အသက်ရှင်နေတဲ့လူတယောက်မှန်ရင်တဲ့ပြဿနာအခက်ခဲဆိုတာရှိနေမှာပဲကိုယ်သာတည်သွားခဲ့ရင်အဲ့ဒီຢာတွေကြုံရမှာမဟုတ်တော့ဘူး ပြောချင်တာက ကိုအသက်ရှင်နေတဲ့အခက်အခဲပြဿနာရှိနေအောင်ပါပဲအခက်အခဲပြဿနာမရှိရှင်သေလိုက်တော့အသေတဲ့နေရာပြဿနာမရှိတော့ဘူးဘာမှမသိတော့ဘူးလေမဟုတ်လားခင်ဗျဆတ်သမိုးစီးပွားရေးလို့လို့ပြဿနာဖြစ်တာမဟုတ်ဘူးဆတ်သမိုးစီးပွားရေးလို့လို့တိုက်ခိုက်ခံရတာမဟုတ်ဘူးငွေမရှိတာမဟုတ်ဘူးအပြေမှာနေတဲ့စားစရာမရှိတာငွေမရှိတာအတူတူပဲမှန်လားခင်ဗျာဒါကြောင့်မိတ်ဆွေတို့တွေးကြည့်ပါဒီစီးပွားရေးလို့ဖို့အတွက်ကိုယ်မှာပြဿနာတွေကြုံနေတယ်ဆိုလို့ရှိရင်ဒီနေ့ငါရဲ့ပြဿနာမကြုံတော့တဲ့နေ့ဟာငါသေတဲ့နေ့မှာပဲ ်ဟုတ်ပြီနော်အဲနောက်တဲ့ slide တစ်ခုအဲ့တော့မိတ်ဆွေတို့ကြိုးစားနေတဲ့အချိန်မှာဒီနေ့ဒီလိုမျိုးပြဿနာခက်ခဲတွေကြုံလာတဲ့အခါမှာလုံးဝစိတ်တမကြနဲ့ဆက်ဆက်မို့စီးပွားရေးမှာဒီနေ့စတင်ပြီးတော့ကြိုးစားတဲ့လူတိုင်းအတွက်မတော်ဘူးမတက်ဘူးမသိဘူးနားမလည်ဘူးမပူနဲ့ SNA နီးစနစ်3456ဆိုပြီးတော့ရှိပါတယ်ခင်ဗျာဒီနီးစနစ်ဆက်ချက်ချက်ကိုပဲကျွန်တော်လုပ်ခဲ့တာကျန်တာတွေကျွန်တော်ဘာမှမလုပ်ဘူးအဲ့ဒီနီးစနစ်ဆက်ချက်တိုင်းပဲကျွန်တော်လုပ်ခဲ့တာ ဒီနည်းစနစ်ဆက်ချဲ့ချက်ကိုကျွန်တော်ကောင်းကောင်းနားလေသဘောပေါက်တယ်ခုနကတော့လီဒါကြီးပြောသွားတဲ့ဈေးကွက်ပလန်ကိုကျွန်တော်နားလေသဘောပေါက်တယ်ဒါကြောင့်မလို့ကျွန်တော်အိတ်စက်ကလီဘွားနဲ့နေဇာလကသာအလုပ်ကိုထပ်ပြီးတော့ကြိုးစားခဲ့တာဖြစ်ပါတယ်ခင်ဗျာโอเคအဲ့လိုမျိုးကြိုးစားခဲ့တဲ့အခါမှာဒါကျွန်တော်ရတော့ဟာ brown ya du အပြင်ဈေးပါ ya du ကျွန်တော် brown ya du ကိုရက်20ဝင်းကျင်နဲ့ရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျာအဲ့လာမှာပဲကျွန်တော်ထပ်ပြီးတော့နောက်တဲ့တလမှာဈေးပါ ya du ကိုကျွန်တော်ရရှိခဲ့တာဖြစ်ပါတယ်တလကို8000ကနေပြီးတော့ တောင်းပဲပြီးရင်တောင်း600ကနေ2000ပဲရရှိခဲ့တယ်ဘဝပြောင်းလဲလားခင်ဗျာမပြောင်းလဲဘူးဒီလောက်လေးနဲ့ဟုတ်တယ်မလားဒါပေမဲ့ပြောင်းလဲခြင်းရင်ဒီထက်ပိုပြီးတော့ကိုယ်ကိုယ်တိုင်ကြိုးစားလို့မရသေးဘူးလားနေစားလာကစားလို့မှကိုယ်အခုထားပါတော့ကိုယ်အခုလာတာကောင်းတယ်နောက်လာလေဒီလားစားပဲနောက်လာလေဒီလားစားပဲဆက်ဆက်မိုးစီဝိုင်းမှာအခုလိုကြိုးစားတယ်ကျွန်တော်6လဝင်းကျင်နဲ့ပလက်တီနမ်ထပ်မှန်ပြီးတော့ရရှိခဲ့တာဖြစ်ပါတယ်9000ဘတ်โอเคနောက်လက်စလိုက်တကူအဲ့တော့ဒီနေ့နောက်နေ့တဲ့သူတွေအားလုံးနေဟိတ် ကျိုးသားတယ်ကျိုးသားတယ်ကျိုးသားတယ်ကျိုးသားတဲ့နေရာမမှန်တဲ့အခါမှာကိုယ့်ရဲ့အချိန်တွေကုန်တယ်ကိုဘုရားမပြောင်းလဲဘူးဒီຢာလေးဖတ်ကြည့်လိုက်ပါအလုံချုံနေတာနဲ့တိုးတက်ပြောင်းလဲမှုတွေကိုလို့ဖို့အချိန်မရှိဘူးဖြစ်နေပါသလားဒီမှာကြည့်လိုက်မိတ်ဆိုတို့ဒီနေရာမှာဆိုလို့ရှိရင်ကြောက်ခဲတွေဟုတ်တယ်ဟုတ်အာပြီးရင်အဲ့ဒီဟာတွေကိုအလေးအီတွေတည်တဲ့အခါမှာဒီလိုမျိုးကျွန်တော်တို့ခက်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 နဲ့တည်ခြင်းလားဒီလိုမျိုးလွယ်လွယ်ကူကူလှိမ့်လို့ရတဲ့အရာနဲ့တည်ခြင်းလားအာလှိမ့်လို့ရတဲ့အရာနဲ့ပဲတည်ခြင်းတယ်ဟုတ်တယ်ဟုတ်ဒါဆိုရင်အလုတ်ပြီးမြောက်မှာပဲမဟုတ်လားခင်ဗျာ မင်းတို့နိုင်ငံသားမှာပတ်စံလာချတယ်ဒီလိုမျိုးခက်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 နဲ့ခြာကျင်တာဒီလိုမျိုးနီးစင်းနဲ့အောင်မြင်တာနဲ့အလုပ်ကိုလုပ်ပြီးခြာကျင်တာခင်ဗျာဆက်ဆံမှုရှိနေပြီခင်ဗျာအာโอเคနောက်တဲ့ slide တစ်ခုဆက်ဆံမှုစီးပွားရေးကနီးစင်းနဲ့လုပ်ရတဲ့စီးပွားရေးပြီးရင်ကျွန်တော်တို့လောက်ကင်နေတဲ့သူတွေအားလုံးနေနဲ့ကြိုးစားနေတဲ့အချိန်မှာမိတ်ဆွေတို့ဒီနေ့ကိုတယောက်တည်းအောင်မြင်ဖို့တော့မလုပ်ပါနဲ့လူအများကိုမျှဝေမပေးသင့်ဘူးလား မြဝေပေးတဲ့ဘလို့ပုံစံမျိုးနဲ့ပဲမြဝေမြဝေ online ကပဲမြဝေမြဝေအပြင်မှာပဲမြဝေမြဝေမြဝေပေးပါကျွန်တော်ဆိုရင်မြဝေတယ်အပြင်မှာလည်းမြဝေတယ် online ကနေပြီးတော့လည်းမြဝေတယ်ဘာကြောင့်မြဝေခိုင်းတာလဲကျွန်တော်မိတ်ဆွေတို့ရရှိတာတဲ့အခွင့်အလမ်းမကောင်းလားဒါပေမဲ့ဒီအခွင့်အလမ်းကိုမသိသေးပဲနဲ့အိမ်ပေါ်လုံနေတဲ့တိုင်းရင်းသူတိုင်းရင်းသားတွေမြန်မာပြည်သားတွေအများကြီးပဲရှိတယ်ခင်ဗျသူများအနှိမ့်ဆက်ခံရတဲ့သူတွေအများကြီးပဲရှိတယ်သူများအနှိမ်ခံရတဲ့သူတွေအများကြီးပဲရှိတယ် ပြောတော့ကိုယ့်ရဲ့တိုင်းရင်းသူတိုင်းရင်းသားတွေချစ်တယ်ဆိုကိုမခွင့်လမ်းမပေးရသေးတဲ့တွေအများကြီးမရှိဘူးလားခင်ဗျာဒါကြောင့်မလို့ကျွန်တော်အခွင့်အလမ်းကိုပေးတယ်ပေးတယ်ယူယူမယူယူကျွန်တော်အခွင့်အလမ်းပေးတယ်ဒီနေ့နားတော်နေတဲ့မိတ်ဆွေတို့အားလုံးလည်းယူယူမယူကျွန်တော်ပေးတယ်ယူရတဲ့သူရမယ်ယူရတဲ့သူမရဘူးဟုတ်တယ်မလားဒါကြောင့်မလို့ကျွန်တော်အခွင့်အလမ်းကိုစတိုက်အဲ့လိုမျိုးမျှဝေပေးတယ် online ကနေပြီးတော့လည်းပေးတယ်အပြင်ကနေပြီးတော့လည်းအဲ့လိုမျိုးအမြဲတမ်းအမြဲတမ်းမျှဝေပေးတဲ့အခါမှာနော်ကျွန်တော်လူအများကိုဒီလိုမျိုးပညာတွေလည်းသင်ပေးတယ် ကိုကိုတိုင်ကလည်းတင်ယူတယ်လက်စင်ကမြောက်ဝေမြောက်ဝေပြီးရင်လည်းကျွန်တော်တနေ့တော့အခါမှာတယောက်တွေ့ရှိခဲ့ပါတယ်သိလားခင်ဗျဘာတူလဲအာဒိုင်မွန်ရာတို့ရှင်တလောက်ဘယ်နှသိန်းလို့ထင်လဲခင်ဗျ3သိန်းဟေးသူ့ကို3သိန်းပဲရအောင်ကုညီပေးနိုင်ခဲ့တာ तू အစိုးရတော်ပြီးသားသူလားမဟုတ်ဘူးမိတ်ဆွေတို့လို့တာမန်နေစာလက္ခဏာစာအလုပ်လုပ်တယ်မိန်ကလေးတယောက်ပဲအိမ်ဖော်လုပ်တဲ့သူတယောက်ပဲ ချမ်းတိုင်းရင်သူဗမာစကားမတတ်ဘူးသူအိမ်ပေါ်လုံးနေတယ်သူ့ကိုခွင့်လန်လာပေးမဲ့သူမရှိဘူးဒါပေမဲ့ကျွန်တော်အရှိမပြောခဲ့တယ်ကျွန်တော်ကလည်းကျွန်တော်ရရှိလာတဲ့အခွင့်အလမ်းကိုသူများတွေကိုလိုက်ပြီးတော့ပေးတယ်ပေးတဲ့အခါမှာမယူတဲ့သူအများကြီးရတဲ့မှာမှာယူတဲ့သူတယောက်ကိုတွေ့ရှိခဲ့တာဖြစ်တယ်ခင်ဗျအဲ့တော့ဒီနေ့နားထောင်နေတဲ့သူတွေအားလုံးနေတယ်ဒီထဲမှာနားထောင်နေတဲ့သူတွေအများကြီးပဲရှိတယ်မယူတဲ့သူတွေလည်းရှိတယ်လို့ယူတဲ့သူလည်းရှိမယ်ကျွန်တော်ပြောပြီးပြီမိတ်ဆွေယူရင်ရမယ်မယူရင်မရဘူးဒီနေ့သူယူတော့သူရတယ် တလောက်သုံးသိမ့်ပဲဒါကျွန်တော်ရဲ့ဂျီဝမ်အောင်မြောင်ကူညီပေးနိုင်ခဲ့တယ်သူ့ကိုအောင်မြောင်ကူညီပေးနိုင်တဲ့အခါမှာသူဟာတိုင်းရင်းသူတိုင်းရင်းသားဖြစ်တာဖြစ်တဲ့အတွက်သူ့လိုမျိုးတိုင်းရင်းသူတိုင်းရင်းသားအများကြီးကိုသူပြန်လာပြီးတော့မကူညီပေးနိုင်ဘူးလားခင်ဗျာဒီနေ့မှာဆိုလို့ရှိရင်ချန်တိုင်းရင်းသူတိုင်းရင်းသားလူကြီး၄တောင်ကျော်ရှိလာပါပြီခင်ဗျာအဲ့တော့ပြောချင်တာက ကိုတယောက်စတင်လိုက်တာမှန်ရင်လူဦးရေထောင်ပေါင်းတောင်ပေါင်းများစွာရဲ့ဘဝကိုအောင်မြောင်မကူညီပေးနိုင်ဘူးလားခင်ဗျာဒါဆိုရင်မိတ်ဆွေတို့စတင်ဖို့အတွက်ဘာကြောင့်ကြောက်နေမှာလဲ ဟုတ်တယ်မလားကိုဘဝကိုသာပြောင်းလဲကြည့်လိုက်လူအများရဲ့ဘဝကိုကိုပြောင်းလဲပေးနိုင်တယ်ဒါကြောင့်မလို့ဒီနေ့နားထောင်နေတဲ့မိတ်ဆွေတို့အားလုံးကဒီနေရာကိုရောက်ရှိလာတာကကောင်းမွန်တဲ့အခွင့်အလမ်းကိုလာယူကြတာဖြစ်တယ်ဒါကြောင့်မလို့ကိုမလုံနိုင်ဘူးမရနိုင်ဘူးဆိုတဲ့အတွေးတွေကိုလုံးဝမတွေးပါနဲ့အဲ့တော့ကိုသူများကိုအောင်မြင်အောင်ကူညီပေးရင်းနဲ့ကျွန်တော်လည်းအောင်မြင်မှုတွေကိုစတိုက်ရရှိခဲ့တာဖြစ်ပါတယ်အဲ့တော့နားထောင်နေတဲ့သူတွေအားလုံးဒီနေ့ဒီနေ့ဆက်ဆက်မှုစီးပွားရေးကသူများကိုကူညီပေးနဲ့ကိုအောင်မြင်ရတဲ့စီးပွားရေးမဟုတ်လားခင်ဗျာ ဒါဆိုရင်မိတ်ဆွေတို့အားလုံးနေကိုကိုကိုအောင်မြအရင်လုပ်မယ်โอเคလားကိုရရှိထားတဲ့အခွင့်အရေးကိုအမြန်ဆုံးစတင်ပြီးတော့ကြိုးစားမယ်โอเคလားโอเคဟုတ်ပြီအာနားထောင်နေတဲ့သူတွေကတော့ပြောကြမှာပဲဟေးကျွန်တော်ကတော့ကြိုးစားနေတာရလက်မရသေးဘူးဟာကျွန်တော်ကတော့ဖြစ်နိုင်မှာမဟုတ်သေးဘူးရနိုင်မှာမဟုတ်သေးဘူးကြိုးစားနေတဲ့အချိန်မအောင်မြင်သေးတဲ့သူက မကြိုးစားပဲပြင်းနေတဲ့သူတွေအစပေါင်းများစွာတားတယ်ခင်ဗျဒီနေ့စတမစီပါရေလောက်တယ် ဘာမှမသိသေးဘူးနားမလည်သေးဘူးဒါပေမဲ့လုံနေတယ်လုံနေတယ်လုံနေတယ်မလုံတဲ့သူထက်အများကြီးတားတယ်ခင်ဗျမဟုတ်ဘူးလားခင်ဗျအဲ့တော့မိတ်ဆွေတို့နားတော်နေတဲ့သူတွေဒီအခန်းထဲမှာရှိတဲ့သူတွေနားလည်သည်ဖြစ်စေနားမလည်သည်ဖြစ်စေအပြင်မှာအိတ်နေတဲ့သူတွေထက်အများကြီးတားတယ်ဟုတ်တယ်မလားအဲ့တော့မိတ်ဆွေတို့အောင်မြင်သူတွေနဲ့လာရောက်ပြီးတော့နေနေတာဖြစ်တဲ့အတွက်သေချာတဲ့မိတ်ဆွေတွေလည်းနောက်တစ်ချိန်အခုလိုမျိုးအောင်မြင်လာမှာဖြစ်တယ်။ဒီနေ့မိတ်ဆွေတို့ကဒီနေရာကနေပြီးတော့နားထောင်နေသူတွေနောက်၃နှစ်လာကြီးမိတ်ဆွေတို့ဒီစင်ပေါ်ကနေမျှဝေတဲ့သူတွေဖြစ်ပြီ ဟုတ်ပြီနော်အဲ့တော့နောက်ဆုံးအနေနဲ့ပြန်လှည့်ပြီးတော့မျှဝေပေးချင်တာကတော့မိမိတို့ရဲ့ခံစားချက်မိမိတို့ရဲ့ခံစားချက်ကပါလေဒီနေရာမှာတွေးရမယ်အားလုံးလိုက်ပြီးတော့တွေးနိုင်မလားမနိုင်ပါဘူးလိုက်ပြီးတော့တွေးကြည့်ပါခင်ဗျဒါပါလေခင်ဗျဒါပါလေဒီနေ့စီပွားရေးလုပ်တဲ့ဆိုတဲ့နေရာမှာလာပြီးတော့လေ့လာနေတဲ့လူသစ်လေးတွေရှိနေမယ်စီပွားရေးလုပ်ကိုင်နေကြတဲ့သူတွေလည်းရှိနေမယ်အားလုံးကခံစားချက်မရှိဘူးလားခင်ဗျတချို့ဆိုလို့ရှိရင်နည်းနည်းလေးသူများပြောလိုက်တာနဲ့ခံစားလွယ်တယ် ထိချလွယ်တယ်ပေါ့သူများပြောတာမခံနိုင်ကြောက်တယ်ဆိုတဲ့သူတွေမပါဘူးလားခင်ဗျာတေကြတယ်မိတ်ဆိုတော့ဒီတင်တန်းမှာလေ့လာပြန်သွားရင်သူများမေးမယ်မင်းပါစီပွားရေးသွားလောက်တာလေအာငါဆက်သမိုးစီပွားရေးသွားပြီးတော့လေ့လာတယ်အာအဲ့ဒီစီပွားရေးသွားမလို့နဲ့အဲ့ဒါလိန်နာကုမ္ပဏီကလည်းတကယ်မရှိဘူးပြည်စီတွေလည်းတကယ်မရှိဘူး ကိုကအခုမှကြည့်ပြီးတော့ပြန်လာတဲ့ကုမ္ပဏီကနေပြီးတော့ तू ကတကယ်မရှိဘူးဆိုတော့အဲတချို့သောတိရအဲ့ဒါကိုကမယုံတယောက်တည်းပြောတာဆိုနောက်တစ်တယောက်ကလည်းအဲ့လိုပြောသုံးယောက်လာပြောလို့ပြောကိုတိုင်ကကုမ္ပဏီကပြန်လာတယ်မရှိဘူးပြောတော့ဟေးငါကုမ္ပဏီကမရှိတာလားမသိဘူးနော်အဲ့လိုမျိုးအဲ့လိုမျိုးတချို့သောတိရဆိုလို့ရှိရင်အဲ့လိုမရှိတော့ဘူးလားရှိသွားတယ်တိုက်ခိုက်တာမခံနိုင်တဲ့သူတွေအဲ့ဒီမဝေဖန်တာမခံနိုင်သူတွေအများကြီးပဲအဲ့တော့မိတ်ဆိုလို့ပြန်သွားပြီဆိုရင်ဒီခံစားချက်မိတ်ဆိုတာဘယ်ထဲမှာပါလဲပေါ်လုံးပေါ်လုံးတလုံးကိုမိတ်ဆိုလို့ကန်တာပဲဖြစ်ဖြစ် ုတ်တာပဲဖြစ်ဖြစ်ဆိုပါစို့ကျွန်တော်တည်းမှာကင်ရတာပေါ်ရောဘောလုံးတစ်လုံးကိုမိတ်ဆွေတို့ဒီအောက်ကိုပုတ်ချလိုက်မယ်ဆိုရင်အဲ့ဒီဘောလုံးကအောက်မှာကတ်နေလားအပေါ်ကိုမြောက်တက်လားဖြည်းဖြည်းလေးပုတ်ရင်ဖြည်းဖြည်းလေးမောင်းမယ်မြောင်းမယ်နာနာပုတ်ရင်နာနာမြောင်းမယ်ဒီအမှန်လားမနော်ဖန်ကွက်ဖန်ကွက်တစ်လုံးကိုအပေါ်ကနေပုတ်ချမယ်ဆိုရင်အပေါ်ကိုပြန်တက်လာလားခင်ဗျာဘာဖြစ်သွားမလဲကွဲသွားမယ်မိတ်ဆွေတွေရဲ့စိတ်ခံစားချက်လည်းအဲ့တိုင်းပဲဘယ်လိုလဲဆိုရင်မိတ်ဆွေတို့ဒီနေ့ပတ်ဝန်းကျင်ကသူတို့ဝေမဖန်ဘူးလားခင်ဗျာ ်မတိုက်ခိုက်ဘူးလားအဲ့ဒါဟာပုတ်ခတ်ခြင်းမဟုတ်လားခင်ဗျာမိတ်ဆွေတို့မလုံနိုင်ဘူးမဖြစ်နိုင်ဘူးလို့ပြောနေတဲ့အချိန်မှာမိတ်ဆွေတို့ပုတ်ထုတ်လိုက်တဲ့အချိန်မှာမိတ်ဆွေတို့ရဲ့စိတ်ကံစားချက်ကဖန်ခွက်လို့ဖြစ်နေမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့တခါတည်းပဲစိတ်တက်ကြပြီးတော့ဒီစည်းဝါးရနဲ့တောက်သွားလိမ့်မယ်တကယ်လို့မိတ်ဆွေကပေါ်လုံးတလုံးလိုမျိုးစိတ်ထားထားမှဆိုရင်သူများကမိတ်ဆွေကိုနာနာပုတ်လေလေမဖြစ်နိုင်ဘူးမရနိုင်ဘူးမလုံနိုင်ဘူးဖြစ်နေလေမိတ်ဆွေပေါ်လုံး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 မြတ်မြတ်အမြင်ရောက်မယ်ခင်ဗျာ โอเคล่ะตวยตาล่ะครับอ่ะดีอ่ะเปลี่ยนตัวพี่ซะบอลลงละผ่านกว่าล่ะครับบอลลงละผ่านกว่าล่ะบอลลงละผ่านกว่าล่ะโอเคสุดยอดมาอ่าเนาะอย่างนี้มาต่อจ้ะเลยหอบพี่ ဒါဆိုရင်မိမိတို့ခံစားချက်တသက်လုံးစာတမှတ်တာပါငါဟာဒီနေ့သူများမလုံနိုင်ဘူးပြောလေလေပိုလုံနေလေဒါကြောင့်မလို့ဒီနေ့ကျွန်တော်တန်ငယ်ချင်းနေကျွန်တော်နေသာလကသာလုံးမှာတော့မလုံနိုင်ဘူးမလုံနိုင်ဘူးမလုံနိုင်ဘူးများများတိုက်ခိုက်လို့ကျွန်တော်များများလုံခဲ့လို့ဒီနေ့တသောင်းလေးတောင်ပဲသူတို့ရနေတဲ့အချိန်မှာကျွန်တော်တော့သိန်းခွဲပဲရနေတာဖြစ်ပါလေโอเคနော်ဟုတ်ပြီဒီနေ့နားရမိတ်ဆွေတို့အားလုံးနေနဲ့မိတ်ဆွေတို့မကြိုက်တဲ့အရာတွေအများကြီးပဲရှိတယ်အဲ့ဒါပါတယ်စူးစမ်းမဲ့သူတွေအားလုံးမကြိုက်တဲ့အရာတွေက ပင်မမှုဘယ်သူမှပင်မမခံခြင်းပြဿနာခက်ခဲဘယ်သူမှမကြုံခြင်းအရေးပြတာဘယ်သူမှမခံခြင်းအခုလိုမျိုးလာတဲ့ပင်မနဲ့ဘယ်သူမှမခံခြင်းကားကားတွေကုန်တယ်ပတ်စာမရှိဘူးဘယ်သူမှအဲ့ဒီခက်ခဲတွေမကြုံခြင်းမှန်ပါခင်ဗျအဲ့ဒီຢာတွေလူတိုင်းမကြိုက်ဘူးကျွန်တော်လည်းမကြိုက်ဘူးကျွန်တော်တို့ကြိုက်တာပါလေအိတ်တာစားတာသွားတာလဲတာမကြိုက်ဘူးလားခင်ဗျ မိတ်ဆွေတို့ဒီနေ့ခေတ်လူငယ်တွေအသက်18နှစ်ပြည့်ပြီနေသူတွေအိတ်ဒါစားတာလဲတာကြိုက်တာပဲအဲ့ဒါပဲကြိုက်နေသေးတယ်ဆိုရင်မိတ်ဆွေတို့အသက်ကြီးလာတဲ့အခါမှာဒုက္ခရောက်လိမ့်မယ်မှန်လားခင်ဗျအဲ့တော့မိတ်ဆွေတို့ကအဲ့ဒီလိုမျိုးဘဝကနေပြီးတော့လုံးဝယုံထွက်လုံးမြောက်မှသာလေအသက်ကြီးလာတဲ့အခါမှာမိတ်ဆွေတို့ချမ်းချမ်းသာသာနေရမယ်ဟုတ်ပြီဒါဆိုရင်ဆက်သက်ဖို့စီးပွားရေးမှာဇေကွက်ပလန်ထဲမှာဘယ်နှနှစ်ဆိုအောင်မြင်မယ်ပြောထားလေ၃နှစ်မှ၅နှစ်မိတ်ဆွေတို့ဒီနေ့ကြိုက်တဲ့အရာတွေအိတ်ဒါတွေစားတာတွေသွားတာတွေ ညီစာထားတာတွေပါတယ်လောလောဆယ်မကြိုက်နေဘူး၃နှစ်မှ၅နှစ်တွေမှမိတ်ဆွေတို့မကြိုက်တဲ့ပင်မမှုတွေခက်ခဲမှုတွေပြဿနာအခက်ခဲတွေအဆင်မပြေမှုတွေအဲ့ဒီအရာတွေကိုမိတ်ဆွေနာနာကြိုးစားမြန်မြန်လုပ်မကြိုက်တဲ့အရာတွေမြန်မြန်လုပ်၃နှစ်မှ၅နှစ်အောင်မြင်သွားပြီဆိုရင်ကိုကြိုက်တဲ့အရာတွေအိတ်တာစားတာဂိမ်းစောတာညီစာထားတာအိုးကြိုက်တာကိုလိုတော့အောင်မြင်သွားပြီဆိုရင်အဲ့တော့မအောင်မြင်ကာလမှာမိတ်ဆွေတို့၃နှစ်မှ၅နှစ်တွင်မကြိုက်တဲ့နေရာတွေရင်လုံးမယ် အောင်မြင်သွားပြီဆိုတော့ကျွန်တော်ကိုကြိုက်တာကြီးပဲလှုပ်တော့မှန်လားခင်ဗျာပတ်ဆန်ရှင်မိတ်ဆွေတို့အကုန်လို့လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒီနေ့မိတ်ဆွေတို့ဒီတက်ပို့ပြီးတော့မြန်မြန်အောင်မြင်အောင်ဒီလိုကြိုးစားကြမယ်ကျွန်တော်လည်းဒီဆက်ဆက်မှုစီးပွားရေးမှာအောင်မြင်အောင်ကြိုးစားမယ်ကျွန်တော်တို့ငားလာပိုင်းမှာဆိုလို့ရှိရင်ပယ်ဆက်ဆက်သင်တန်းရှိပါတယ်ပယ်ဆက်ဆက်ဆိုတာတော့အောင်မြင်သူလူရဲ့ထောင်ပေါင်းတောင်ပေါင်းများစွာကိုဂုံပြုရှင်းပြပေးတဲ့သင်တန်းပဲဖြစ်ပါတယ်ခင်ဗျာ အဲ့တော့အဲ့ဒီမှာမိတ်ဆွေတို့အောင်မြင်သူတွေတကယ်ရှိမရှိမိတ်ဆွေတို့ကိုယ်တိုင်လာရောက်ပြီးတော့လေ့လာကြည့်လို့ရတယ်ခဏနေ MC ကနေပြီးတော့တဆက်ဆက်တင်တဲ့အကြောင်းကိုကြော်ညာပေးမှာဖြစ်ပါတယ်အဲ့တော့ပြန်လည်ပြီးတော့စင်မြင့်ပေါ်မှာပြန်လည်ပြီးတော့တွေ့ကျင်တဲ့ကုမ္ပဏီကကျင်းပပြုလုပ်ပေးတဲ့အလက်ခီးတွေအားလုံးလည်းလူတိုင်းလိုက်ပါနိုင်ပါစေလို့ပြောကြားခြင်းပါတယ်ခင်ဗျာအနာဂတ်မှာလူတိုင်းလူတိုင်းတိုင်းမွန်တရေလောင်းတွေဖြစ်ကြပါစေလို့လည်းဒီနေရာကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကိုအရင်ကမှချစ်စစ်တင်ပါတယ် โอเคဒါဆိုရင်ဝါဟောပြကြမှာချစ်ချူနေတဲ့သူတွေအားလုံးလည်းတူတူစူးစမ်းကြမယ်ဖိုက်တင်ပါဟုတ်ကဲ့ပါဒါဆိုရင်အရာအရာ